ခက်ခဲထင်းငော့ကြံ့ကြာနေတာတွေမလို့အဖဲနဲ့ကြံ့ကြာထင်းငော့နေတာတွေပြေပြောက်အောင်ကိုယ်ရည်ရွယ်ချက်ကိုယ်ညွန်မှန်းချက်အောင်မြင်အောင်လုပ်ဖို့ရည်ရွယ်လေးတစ်ခုနော်ကံပီရာအစီအစဉ်လေးတစ်ခုပြောချင်ပါတယ်ဆိုကြပါစို့ကြွေပကံများလေးတစ်ချက်တည်းမှာတောက်တူရည်ညာနှစ်ခွက်တင်လိုက်မယ်အဲ့ဒီခွက်ချင်းလေးထိထားမယ်အဲ့ဒီအတိုင်းမြတ်စွာဘုရားမှာလှူပြီးတော့ကိုယ်ဘယ်ကိစ္စအခက်ခဲထင်းငော့ကြံ့ကြာနေတာကိုဘလို့ဘလို့အခက်ခဲမဖြစ်ချင်ပါဘူးဘလို့အဆင်ပြေချင်ပါတယ်စသဖြင့်ဆူတောင်းမှုဖြစ်ပါတယ်ခင်ဗျာ အနေနဲ့ရကရွှေစကားငွေစကားမိတ်ဆွေပြည်သားစုများအားလုံးကိုစိတ်နှဖျားကြမ်းမာတည်တဲ့ကြမ်းမာအောင်ချမ်းသာတည်တဲ့ချမ်းသာအောင်စွမ်းဆောင်တော်မူနိုင်ကြပါစေ။ကံညာဝရိယသုံးချက်လုံးအားကောင်းအောင်လဲဂျိုပန်တော်မူနိုင်ကြပါစေလို့လိုက်လိုက်လဲလဲမေတ္တာပို့တာနှုတ်ခွန်းဆက်သားလိုက်ပါရခင်ဗျာ2025ခုနိုဝင်ဘာလတလတာရွှေစကားငွေစကားဟောကြားခြင်းများဖြစ်ပါရခင်ဗျာရှေးဥစွာကျွန်တော်မိတ်ဆွေ9ရသားသမီးအားလုံးဘယ်သူမဆို အရေးအကြောင်းကြုံရင်ကြုံတယ်လို့ကိုယ်တိုင်အလွယ်တကူအသုံးချလို့ရနိုင်မဲ့ဂမ်ဘီယာလက်ဆောင်လေးလက်ဆောင်ပါလိုက်ကြပါတယ်ဒီတစ်ချိန်လက်ဆောင်ပါကျင်တာကတူတူကိုကိုမှာအခက်ခဲအထင်တော့အကြီးနဲ့အသေးဆိုတာရှိတတ်တယ်ကိုပါလေးဖြစ်ချင်လိုက်တာပါလေးအောင်မြင်နေတယ်ဆိုတာလဲအကြီးနဲ့အသေးအရှိနေကြတာပေါ့ကျင်အဲ့တော့ခက်ခဲထင်းတော့ကြံ့ကြာနေတာတွေမလို့အဖဲနဲ့ကြံ့ကြာထင်းတော့နေတာတွေပြေပြောက်အောင်ကိုရည်ရွယ်ချက်ကိုညှော်မှန်းချက်အောင်မြင်အောင် လုပ်ဖို့ရေရာလေးတစ်ခုနော်ဂံဗီရအစီအစဉ်လေးတစ်ခုပြောချင်ပါတယ်ဒါလေးကျွန်တော်အလင်းတင်တယ်လို့ line ပေါ်မှာလည်းပြောဘူးတယ်ရေးလည်းရေးဘူးတယ်ပေါ့နော်ဒါလေးကလည်းကျွန်တော်မိတ်ဆွေတွေမှာအခက်အခဲကြုံရတယ်ဆိုတဲ့အခါကျတော့ပြိတ္တတွေအတွက်ကိုစဉ်းစားရင်းနဲ့ဒါကျွန်တော်ညံမှာကျွန်တော်ကောင်းမှာပေါ်လာတဲ့ဂံဗီရနီးလေးတစ်ခုဖြစ်ပါတယ်ဘာလို့ ਆ မလဲဆိုတော့သိပြီခရခက်စတော့မဟုတ်ပါဘူးတောက်တော်ရေကြမ်းနှစ်ခွက်မြတ်စွာဘုရားမှာလှူအောင်တောက်တော်ရေကြမ်းနှစ်ခွက်နှစ်ခွက်ဖြစ်ဖို့ပဲ ခွက်ကြီးကြီးသေးသေးပူပူရှိရှိနော်ဘာခွက်ဖြစ်ဖြစ်တောက်တို့ကြီးနှစ်ခွက်ဖြစ်ဖို့ပဲစင်တူတူမတူတူတောက်တို့ကြီးနှစ်ခွက်ခွက်ချင်းကိုထိရမယ်ခွက်ချင်းကိုတော့ထိထားရမယ်ဆိုကြပါတော့ကြွေပကံများလေးတစ်ချက်တည်းမှာတောက်တို့ကြီးညာနှစ်ခွက်တင်လိုက်မယ်အဲ့ဒီခွက်ချင်းလေးထိထားမယ်အဲ့ဒီတိုင်မြတ်စွာဘုရားမှာလှူပြီးတော့ကိုဘယ်ကိစ္စအခက်အခဲတင်းကိုကြံ့ကြနေတာဘလို့ဘလို့အခက်အခဲမဖြစ်ချင်ပါဘူးဘလို့အဆင်ပြေချင်ပါတယ်စသဖြင့်ဆူတောင်းမှုဖြစ်ပါတယ်ခင်ဗျအဲ့ဒါခြေနဲ့အောင်တော့ဆူတောင်းနော် ိုဖြစ်ချင်းလိုချင်ရချင်တဲ့ကိစ္စကိုစိတ်တဲ့အာယုံထဲမှာမြင်အောင်ပြီးတော့အသေးစိတ်ကြာကြာနာပိုင်မနေနိုင်ပြည့်ပြည့်စုံစုံစီကပတ်ကုန်းအဲ့လိုလေးတော့ဆူတောင်းရမယ်နော်ဘယ်ကိစ္စကိုဘယ်လိုဘယ်လိုဖြစ်စေချင်ပါလဲဘယ်လိုတွေတော့မဖြစ်စေချင်ပါဘူးဘယ်လိုအခြေအနေကောင်းနေကြုံလာပါသေးဘယ်လိုအခြေအနေတော့မကြုံပါသေးနဲ့အာဘသူတွေကဘယ်လိုဘယ်လိုကူညီပံ့ပိုးပါသေးဘသူတွေကတော့ကပရဲ့ပဲဒီမလုပ်ပါစေနဲ့စသဖြင့်ပြည့်ပြည့်စုံစုံလေးဆူတောင်းဖို့တော့အရေးကြီးပါတယ်အဲ့ဒါမှလည်းကျွန်တော်ရရကဘယ်ကိစ္စကိုဘယ်လိုအောင်ပေးရမယ်ဆိုတာသိမှာနော်အဲ့တော့ဒီရင်နဲ့အောင်ဆူတောင်းပြီးပြီ ်အာမိနစ်နော်နာယူဘက်တနာယူလောက်ရှိပြီဘုရားကိုလူထားပြီးတော့မှပြန်စွန့်မယ်စွန့်ပြီးတော့ဘာလုပ်ရမလဲဆိုတော့အဲ့ဒီမတော်တော်ကြီးနှစ်ခွက်မှာတစ်ခွက်ကအခုကိုရောက်နေတဲ့ကိုနေနေတဲ့နေရာအိမ်မဲဖြစ်ဖြစ်အလုပ်ပဲဖြစ်ဖြစ်ရုံးမဲဖြစ်ဖြစ်ဆိုင်မဲဖြစ်ဖြစ်နော်ကိုရောက်တဲ့နေရာရဲ့ရှေ့မျက်နှာစာပိုင်းအတွင်းဖြစ်ဖြစ်အပြင်ဖြစ်ဖြစ်အဆင်ပြေလို့ပေါ့ရှေ့ပိုင်းကျင့်ပြီးတာပါပဲရှေ့မျက်နှာစာပဲပေါ့နော်အဲ့ဒါလောင်း မြေကြီးမှာလောင်းချနော်အစဉ်ပြေတဲ့နေရာမှာလောင်းမြေကြီးဆိုလို့လဲတချို့ကစကားကတည်းတယ်ကျမတို့ကခုနှစ်ထပ်တိုက်မှာနေတာဆီရှစ်ထပ်တိုက်မှာနေတာမြေကြီးမြေကြီးအစဉ်ပြေတယ်လို့ပဲရှေ့မှာလောင်းနော်ဟိုအင်းရှေ့မှာစိုက်ထားတဲ့ပန်းပင်နေတဲ့ပင်နေမှာလောင်းလဲရတယ်နော်အဲ့ဒါလောင်းရင်းနဲ့လဲထပ်ပြီးဆူတောင်းဘယ်ကိစ္စဘယ်အခက်အခဲကိုဘလို့ပြေလဲပြီးတော့ဘလို့ဘလို့အောင်မြင်နေမှာလဲကျန်တဲ့တစ်ခွက်ဟိုနောက်ဖက်မှာကိုအိမ်ရဲ့ကိုနေတဲ့နေရာရဲ့နောက်ဖက်မှာလောင်းပြီးတော့ဆွန့်ရမယ်အဲ့ဒီချိန်မှာလဲဆူတောင်းမယ်တော့လို့ရေခွက်ကိုအိမ်နောက်ဖေးတွေပါတယ် တယ်မသွားကြင်လဲခွက်လှဲပြီးတော့သွားလောင်းလို့ရတယ်နော်အဲ့တော့အဲ့ဒီအချိန်မှာလဲဆူတောင်းမှုဖြစ်ပါတယ်အဲ့ဒီဥစ္စာလေးလေဘာမှလဲခရခဲ့စေမဟုတ်ဘူးငွေကုန်ကြီးကြလဲမများဘူးသို့တော်အော်စရာကောင်းတော့အောင်အစွမ်းထက်တယ်တဲ့အောင်မြင်ကြတယ်ဆိုပြီးတော့ပြန်ကျွန်တော်မိတ်ဆွေတွေစီကနေတုံ့ပြန်တဲ့အတန်တွေကျွန်တော်ပြန်ကြရပါတယ်အဲ့တော့တိပီးသားမိတ်ဆွေများလဲပဲအော်အဲ့ဒီနီးလေးငါတို့တိဘူးတယ်ကြားဘူးတယ်အောင်မြင်ဘူးတယ်ဟဲ့ဆိုပြီးထလောက်နိုင်အောင် မကြားဘူးသေးသောမိษွေများလည်းပဲကဲအခုရေးကြုံအခုလှူလို့ရပြီဟာလာမနေ့လာညနေလာနေခင်းလာတဲ့အစဉ်ပြေတဲ့အချိန်ဘယ်နေ့ဘယ်အချိန်မဆိုအစဉ်ပြေတဲ့အချိန်အစဉ်ပြေတဲ့နေရာမှာဆောင်ရွက်လို့ရပါတယ်ကို့အကိစ္စအရေးကြီးကြီးသလိုတနေ့နှစ်ကြိမ်သုံးကြိမ်လေးကြိမ်လှူနေလဲရတယ်နော်၅ကြိမ်၆ကြိမ်9ကြိမ်လှူနေလဲရတယ်နော်တော်တော်ကြီးကျန်လှူတာပဲဥစ္စာနော်ကဲအဲ့ဒီရောဘာအရေးကြောင်းမဲ့ညုံညုံကို့အတွက်ပဲဖြစ်ဖြစ်မိသားစုတွေကတစုံတစ်ယောက်အတွက်ပဲဖြစ်ဖြစ်အရေးကြောင်းကြုံနေကြတယ်ဆိုရင် အဲ့ဒီကံပီရာနီးလေးနဲ့အတူအဆင်ပြေချောမွေ့ကြပါစေအောင်မြင်မှုများရရှိနိုင်ကြပါစေလို့ကံပီလက်ဆောင်လေးပါလိုက်ပါတယ်ခင်ဗျာဆက်လက်ပြီးတော့ယရနာထုတ်တွင်နေမြူးမဲ့မဟာဗုဒ္ဓတို့အတွက်2025ခုနိုဝင်ဘာလတလတာရွှေစကားငွေစကားဟောကြားခြင်းများဖြစ်ပါတယ်ခင်ဗျာဒီလိုကိမျိုးဟောရတာတော်တော်လေးတော့စိတ်ချမ်းသာမိပါတယ်ဇနကမင်းသား တင်မောပြက်ဒုက္ခရောက်တဲ့အချိန်မှာမဏိမေခလာပေါ်လာသလိုမျိုးပုဒ္ဓသာသမီးတို့ရေဘာအခက်ခဲရှိသလဲငွေအခက်ခဲလားအလုပ်အခက်ခဲလားပညာရေးလားနိုင်ငံခြားကိစ္စလားကို့မှာကြုံနေတဲ့အခက်ခဲကိုကုညီပံ့ပိုးမဲ့သူတွေပေါ်လာတတ်တယ်ဒီအခက်ခဲအကြက်တဲကနေလွတ်မြောက်ရလွတ်မြောက်ကြောင်းထွက်ပေါက်တွေပေါ်လာတတ်တယ်ရှေးစရာကြီးတွေကတော့တရားမကင်ဆိုင်ခြင်းနဲ့တရားမရလဲဟာချလောင်းဆိုပြီးတော့မမအောင်ပေါ့ဗျာကို့ဘက်ကလည်းတရားမကျင်အောင်တော့ ုသိုလ်ကောင်းမှုလေးတွေဘာသာရေးအဋ္ဌံကိစ္စလေးတွေတော့လုပ်เสียရှိတာလုပ်အခုကျွန်တော်ပြေးမဲ့ရေးတာလေးလည်းထေချာလုပ်ပေါ့နော်မိတ်ဆွေကောင်းဆရာကောင်းတွေလည်းတွေးတတ်တယ်ဘာသာရေးနဲ့ပတ်သက်တဲ့ရည်ရွယ်ချက်တွေပညာရေးနဲ့ပတ်သက်တဲ့ရည်ရွယ်ချက်တွေအောင်မြင်တတ်တယ်ကောင်းသောခရီးဘုရားမှုခရီးအချိုးထူးမဲ့ခရီးတွေသွားရတယ်မိမိဦးဆောင်ပတ်သက်ပြီးတော့အလူမင်္ဂလာပွဲလမ်းသဘင်တွေလောက်ရတယ်ဝင်ရိုးဝင်စင်မဟုတ်တဲ့ငွေတွေပစ္စည်းတွေဝင်လာတတ်တယ်လက်ဆောင်ရတာဟာကတော့တာလက်ဆောင်ပေးတာစသဖြင့်နော်ချီးမြှင့်တာကားနဲ့ပတ်သက်တဲ့ ကားတို့ယင်တို့စက်တို့ဆိုင်ကယ်တို့နဲ့ပတ်သက်တဲ့ရည်ရွယ်ချက်အစီအစဉ်တွေဆိုင်ကန်းတို့မြေကွက်တို့ဖုန်းတို့နဲ့ပတ်သက်တဲ့ရည်ရွယ်ချက်အစီအစဉ်တွေလည်းအောင်မြင်တတ်တယ်။တခုရှိတာကဒီလိုကိမျိုးမှာကိုယ်ကံကတအားကောင်းပြီးတော့ဆွေမျိုးရင်းမိတ်ဆွေရင်းလှုပ်ဖို့ကံပဲတို့တော့ဥပင်တော်ကလေးကြီးမာတတ်တယ်ပေါ့နော်။ဘွားဟဲ့လူရင်းထဲကအမှုကင်းတို့စေယုံစေကန်းတို့နာရီတို့ဒါမျိုးတွေလာပြီးနှွှဲရတတ်တယ်။အဲတော့ကိုယ်အတွက်တော့ကောင်းပါတယ်နော်။အဲဒီဆွေမျိုးမိတ်ဆွေတို့တော့ဥပင်တော်ကလေးများရတတ်တယ်။အထူးသဖြင့် ဆွေမျိုးကတသိန်းလုံးဖြစ်ပြီးတော့အဲ့တသိန်းတွေကဆွေမျိုးလို့ကိုယ့်အတွက်အကျိုးထူထပ်တဲ့ဂိမ်းမျိုးဖြစ်ပါတယ်ဗျဒီလိုဂိမ်းမျိုးမှာကောင်းတာပဲဖြစ်ဖြစ်ဆိုးတာပဲဖြစ်ဖြစ်နှစ်ချိန်နှစ်ခါနှစ်မျိုးနှစ်ဆက်နဲ့တက်လုံနေရတာတဲ့ဟဲ့အကျွေးသွားတောင်းမလားနှစ်ချိန်တောင်းရတာတဲ့ပတ်စံသွားကြည့်မလားနှစ်ချိန်ကြည့်ရတာတဲ့လူကြီးနဲ့သွားတွေ့တဲ့ကိစ္စရှောက်လွားတဲ့ကိစ္စနှစ်ချိန်ကြိုးစားရတာဆိုတာမျိုးတော့ဖြစ်တတ်တယ်ကဲမိတို့ပင်ဆိုစီကမူကံကြမ္မာရွှေမိုးငွေမိုးယွာတဲ့အခိုက်မှာတို့လူသားသမီးများရေအရာမီကြိုးစားပြီးတော့ထီပေါက်မဲပေါက်စုရရာဒူးတိုးတို့လိုကံထူးမဲ့ အခြေအနေတော့ပေးနေပါပြီကိုဘက်ကအရမီချိုးစားပါစို့ဗောလူသားသမီးတွေဒီလိုကိန်းမျိုးမှာကံရင်အပံမို့ရဖို့ဆိုရင်ညညရောင်ရွှေရောင်များများပါတော့အဝတ်အစားသုံးဆောင်တွေကိုအားပြုပြီးတော့ဝတ်ဆင်သုံးသွဲပါရောင်းကုန်ပစ္စည်းလုပ်ငန်းသုံးပစ္စည်းတွေကိုဆန်းအထုပ်လေးတစ်ထုပ်ကဲဆန်းလေးလက်တစ်ဆုပ်လောက်ကိုလက်ကင်မော်ထားလေးနဲ့ထုတ်ပြီးတော့အဲ့ဆန်းထုတ်လေးနဲ့တို့ပြီးထုတ်ပြီးဆိုတော့ဘယ်နဲ့ချက်ဘယ်နဲ့ခောက်ရမလို့မမင်းနဲ့ပြင်းရင်ထုနေအားရင်ထုနေနော်စိတ်ညစ်လက်ထုပျော်လက်ထုအားရောင်းမမပန်းပွင့်မှုတတ်ဆင်ပြီးသားဖြစ်နေလိမ့်မယ် ဒီလိုဂိမ်းမျိုးမှာကောက်ကို့အတွက်ကံကောင်းလက်ရှင်သိမဲ့နံပါတ်တွေကဏ္ဍတွေက6ကဏ္ဍ9ကဏ္ဍတွေဖြစ်ပါတယ်။အိမ်နံပါတ်6နံပါတ်ကနံပါတ်တွေရွေးမယ်အယောင်ဝယ်ဈေးစကားတွေတတ်မှတ်မယ်။အချင်းချက်နာရီတွေရက်တွေရွေးမယ်ဆိုရင်6ကဏ္ဍ9ကဏ္ဍတွေကကို့အတွက်ကံစားအကျိုးပေးအားကောင်းပါလိမ့်မယ်ဗျာ။မောလူသားသမီးတွေကကံရဲ့အပမိုးရဖို့ဆိုရင်ငွေ9ကဏ္ဍလှူဒါန်းနဲ့ကုသိုလ်ကောင်းမှုတွေလုပ်ပါ။ကိုလည်းဟိုအလင်းတင်းလို့လည်းလှူနေလို့ရတယ်လို့အထူးသဖြင့်အရေးကြီးကိစ္စရှိတယ်ဟေ့ဆိုတဲ့နေမျိုးကြရယ်ငွေ9ကဏ္ဍလူကြီးမိဘဆရာသမား လူလိုလည်းရတာပေါ့နော်ဒါဒါကြီးအကုန်ကြမြန်မာကြောင်ရင်လည်းကိုယ်အိမ်ကလူကိုယ်ကကိုပြန်လှူပေါ့နော်အေးမဇီယိုနီကပြောလို့ရေယောက်ျားရေရော့နင့်ကိုငါငွေငါကနန်းလှူတာတို့မိမရေနင့်ကိုငါငွေငါကနန်းလှူတယ်နော်ပေးချင်းပေးကိုရဲပေးပေါ့ဘလို့ပြပြဘသူပဲပြပြငွေ9ခန်းဆိုတော့900ပဲပြပြ9000ပဲပြပြ9000ပဲပြပြသိန်း900ပဲပြပြကဲငွေကန်9ခန်းလူတဲ့ကုသူလေးပြုတ်ပြီးတော့ပုံရူသားသမီးများအရေးအကြောင်းကြီးငယ်ရှိတယ်အခါဒီမှာဂိုင်းအပံမိုးရရှိကြပါစေမိတ်ဆွေအားလုံးလည်းပဲ ံညာဝရိယ၃ချက်လုံးအားကောင်းအောင်ဂျိုပန်တော်မူနိုင်ကြပါစေခင်ဗျာ။